အာနာသိစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဖို့လှုံ့ဆော်ရေးစာသားတွေကိုပြည်ရင်းမှာရှိတဲ့အမှုပညာရှင်တွေနဲ့ဒရိုက်တာဝိုင်းဦးဆောင်ကသူတို့နဲ့အတူဒရိုက်တာဝင်းလင်ထက်ဒရိုက်တာအော်ရတာနဲ့မိဘတို့ကရိုက်ကူးပေးနေရတယ်လို့ရုပ်ရှင်လောကအတိုင်းဝန်းစီကနေသိရပါဗျာ။ ဒရိုက်တာဝိုင်းကစစ်တပ်ဝါရဖြန့်ဇကားတော်တော်များများကိုဒရိုက်တာတင်အောင်စိုးပန်းမြို့တော်နဲ့ပူးပေါင်းရိုက်ကူးပေးနေပြီးတချို့ဇကားတွေမှာဆိုရင်တော့နာမည်မခံပဲစစ်တပ်ကအမှုပညာရှင်တော်တော်များများကိုဖိအားပေးရိုက်ခိုင်းနေပြီးတော့ရုပ်ရှင်လောကနာမည်ကြီးတရုတ်ဆောင်တွေအပါအဝင်ဇက်ပို့တွေအလှမယ်တွေအစိုးရတွေအားလုံးနှီးပါရိုက်ကူးပြီးသွားပြီလို့ရုပ်ရှင်လောကနဲ့နှိဆက်သူတွေစီကနေသိရပါဗျာ လက်ရှိအချိန်ထိရိုက်ကူးပြီးတဲ့အမှုပညာရှင်တွေကတော့ထွင်းရာပိုခိုင်သိန်းကြီးအေးမြတ်သူဝုံမုံရွှေကြီးဖွေဖွေဟိန်းဝေရန်စိုးပြတဲ့စင်ခင်လိုင်းအောင်ရဲလင်းအလင်းရောင်တိုင်ရွန်ထူအောင်ညီနနခင်ဝင်းဝါတဲစုငယ်ရွှေမုံရည်ဒီရွှေထူးကြော်ထက်အောင်အစားရှိတဲ့အမှုပညာရှင်တွေဖြစ်တယ်လို့သိရပါတယ်။အဆိုတော်တွေနဲ့သဘင်လောကကအမှုပညာရှင်တွေကိုတော့မြမအတန်အတောင်းဝင်းယူရိုက်ကူးပေးနေတယ်လို့သိရပါတယ်။ အရင်ကနိုင်ငံရေးနဲ့အမှုပညာရှင်မပတ်သက်ဘူးဆိုပြီးနိုင်ငံရေးနဲ့အဝေးဆုံးမှနေခဲ့တဲ့အဆိုတော်ဝေလလည်းရိုက်ကူးရေးလုပ်ပေးနေရတယ်လို့သိရပါဗျ။နောက်ထပ်စစ်တပ်ဝါရဖြန့်ရုပ်ရှင်ကားတွေလည်းဒရိုက်တာ တေအောင်စိုးပဲမျိုးတော်ကထပ်ရိုက်မယ်လို့သိရပြီးဒရိုက်တာဝိုင်းဒရိုက်တာဝင်းလင်ထွတ်ဒရိုက်တာမီးဘွားအော်ရတာတို့ကလည်းရိုက်ကူးဖို့အစီအစဉ်နေကြတယ်လို့သိရပါဗျ။